ယနေ့ခေတ်လူသုံးများတဲ့ lipo 4 battery ဆိုတာပါလေဘယ်လိုလုပ်လို့လဲ lipo 4ဆိုတာက lithium ion phosphate ဆိုတဲ့ chemical name နဲ့အတူကောက်ဖြစ်ပါတယ် lipo 4က lithium battery အမျိုးအစားခွဲတွေကတခုဖြစ်ပါတယ်သူရဲ့လောက်တဲ့ပုံစံကိုရှင်းပြရမယ်ဆိုရင်တော့ဘက်ထရီတွေမှာကအခုလိုမျိုးအန်နုတ်နဲ့ကတ်တုတ်ဆိုပြီးတော့မတူညီတဲ့အစိတ်ပိုင်းတွေနဲ့လလုပ်ပါတယ် ပုံမှန်လီသီယမ်ဘက်ထရီတွေမှာတော့အနဝမှာလီသီယမ်ဘက်တရီကိုအသုံးပြုတယ်။ကတ်သတ်ဘက်မှာကတော့နီကောမက်ဂနီစ်ကိုဘော့အစရှိတဲ့ဘက်တရီကိုအသုံးပြုထားပါတယ်။လီပိုဖိုဘက်ထရီတွေမှာကတော့အနဝမှာကတော့လီသီယမ်ဘက်တရီကိုအသုံးပြုတယ်။ဒါပေမဲ့ကတ်သတ်မှာကတော့အခြားဘက်ထရီနဲ့မတူတဲ့ iron phosphate ဆိုတဲ့ဘက်တရီကိုအသုံးပြုထားပါတယ်။အဲဒါကိုဆက်ပြုပြီးတော့ပဲလီပိုဖိုလို့ခေါ်တာဖြစ်ပါတယ်။လီပိုဖိုဘက်ထရီတွေရဲ့အားသာချက်တွေကတော့ ဘက်ထရီပူချိန်လွယ်ကဲမှုဖြစ်ဘူး။သူကပုံမှန်လေးတရံဘက်ထရီလိုမျိုးသုံးနေပူလာတာတို့အားသွင်းနေပူလာတို့အဆရှိတဲ့ thermal stability ပြဿနာသိမ့်မရှိဘူး။နောက်တစ်ခုကသုံးရတာပုံပြီး safe ဖြစ်တယ်။ပုံမှန်လေးတရံဘက်ထရီမှာကခိုင်းမိတဲ့အခါအဲတစ်ခုနဲ့ထိုးမိတဲ့အခါမှာဘက်ထရီရချင်းပူလာတယ်ပြီးတော့မီးလောင်တာတို့ပေါက်ကွဲတာတို့ air risk တွေရှိတယ်။ lab perform air risk ကအရင်နေတယ်။နောက်တစ်ခုကတရက်ကြာပုံပြီးအသုံးခံတယ်။ပုံမှန်ဘက်ထရီထက်သူကပို့ပြီးတော့ life cycle များတယ်အဲ့တော့သူ့ကိုပို့ကြကြအသုံးပြုလို့ရတယ် life span ပို့ကြရတယ်ပေါ့နော်နောက်ဆုံးတစ်ခုကသဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းတယ်ပုံမှန်လီသီယမ်ဘက်ထရီတွေကိုထုတ်လုပ်တဲ့အခါမှာသုံးတယ် magnesium တို့ cobalt တို့အစရှိတဲ့ mining operation တွေကသဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုရှိတယ် lipo4 မှာအဲ့လိုမျိုးဖြစ်တယ်လို့ lipo4 ဘက်ထရီကိုဆုံးပြတဲ့အခါမှာလည်းသဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုနည်းတယ် lipo4 battery ရဲ့အားနည်းချက်တွေကတော့သူကအခြားဘက်ထရီတက်ဈေးကြီးတယ် နောက်တစ်ခုကတော့အခြားဘက်ထရီထက် energy density နဲ့တယ်ဒီမှာ energy density ဆိုတာဘာပြောရလဲဆိုတော့တကယ် size နဲ့သူ့ရဲ့ output ကိုပြောတာပုံမှန် lithium battery တွေကတကယ်သေးသေးလေးနဲ့သူက output များပေးလို့ရတယ်အဲ့တော့သူ့ကို device သေးသေးလေးတွေမှာထည့်သွင်းအသုံးပြုလို့ရလေပိုဖိုးမှာကတော့အဲ့လိုသုံးလို့မရအစောကပြပြခဲ့တဲ့အားသက်ချက်တွေရှိပေမဲ့လည်းသူ့ကို smartphone တွေ laptop တွေမှာအသုံးပြုကျင်တယ်ဆိုရင်တကယ်အကြီးကြီးလို့မှာဖြစ်တယ်အဲ့တော့အသုံးပြုလို့မရနောက်တစ်ခု lipo 4က ခိုးဝယ်တာရင်လည်းမကန့်ညင်ဘူး။ယာတီတို့အေးရဲ့နေရာတွေမှာ level 4ကိုသုံးမယ်ဆိုရင်အဲ့ဒီ battery ကရေရှည်မှာထိခိုက်မှုတွေရှိမယ်။အဲ့တော့ level 4 battery ရဲ့ life cycle ကိုတခြား lithium battery နဲ့ရှင်းကြည့်မယ်ဆိုရင်အခြား lithium battery တွေကသူတို့ရဲ့အသုံးပြုလိုက်ရတဲ့ life cycle ကအချိန်ရေ900နဲ့1000ကျားမှရှိတယ်။ level 4မှာကတော့အချိန်ရေအနည်းဆုံး1000ကနေ900တောင်800လောက်ထိသူကအသုံးပြုလို့ရတယ်။ဒီမှာ life cycle ဆိုတာ battery ကိုတရာခန်းတော့ပြည့်ပြည့်ပြီးသွားတဲ့အချိန်မှာ အဲ့ဒါကိုအသုံးပြုပြီး0ထိရောက်သွားတယ်ဆိုတော့ cycle 1လို့သတ်မှတ်ပါပေါ့နော်အဲ့လိုမျိုး life cycle ကိုပြောတာဖြစ်တယ် level 4ကိုအဓိကအသုံးပြုတဲ့နေရာတွေကတော့ solar ပြားတွေမှာသုံးတယ်တနည်းအားဖြင့် solar ပြားတွေရှယ်ယာရတဲ့လျက်စစ်တွေကို store လုပ်တဲ့အခါသုံးတယ်နောက်တစ်ခုကလျက်စစ်က electric vehicle EV မှာသုံးတယ်သူ့ကိုအခြားအသုံးပြုကြတဲ့နေရာတွေကတော့ inverter တွေမှာသုံးတယ်အိမ်က RV တွေရဲ့အထက်မှာအသုံးပြုတဲ့လျက်စစ်တွေမီးတွေအဲ့အတွက်သုံးတယ် နောက်တစ်ခုယနေ့ခေတ်လူငယ်တွေအသုံးပြုကြတဲ့ scooter တွေ electric bike တွေအဲ့ဒီမှာလည်းတုံတယ်ပြီးတော့ကျွန်တော်တို့ wheels operation တွေမှာတုံကြတဲ့ fork lift တွေရဲ့ battery အစားထုံးတွေနဲ့လည်း level 4ကိုအသုံးပြုကြတယ်ယနေ့ခေတ် market ထဲမှာတော့ level 4ကိုအခုပုံပါအတိုင်းမတူညီတဲ့ battery ပုံစံအမျိုးမျိုးနဲ့တွေ့နေမှာဖြစ်တယ် ကဲကူဆိုရင်မိတ်ဆွေအား level 4အကြောင်းကိုကောင်းစွာသိရှိသွားပြီဖြစ်တဲ့မကြခင်မှာလည်းကျွန်တော်တို့ဒီ lithium battery နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးစနစ်ကြတင်စီဖို့ပြင်ဆင်ရမယ်ဆိုတဲ့အကြောင်းကိုအခုလို video လေးနဲ့ selection ပြပေးတော့မှာဖြစ်တယ်။အဲဒါမိတ်ဆွေအနေနဲ့အခုလိုမျိုး knowledge sharing video တွေကိုကြိုက်တယ်ဆိုရင်ဒီ video လေးနဲ့ကျွန်တော်တို့ရဲ့ page ကို like and share လုပ်ထားပြပါအောင်နော်။